။တငယ်ချင်းတွေကိုထိုင်းရှိခိုးပြီးကြောင်းပြောင်းပေးလိုက်ရတဲ့မြောင်းများအထက်ကချက်ကကြောင်းတူလေ။အားလုံးပဲမင်္ဂလာပါရှင်။ခုလက်တလောဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့နေရကတော့ကြောင်းတူလေးတယောက်အုပ်စုဖွဲ့အနိုင်ကျင့်ခံခဲ့ရပြီးဗလိုက်တဲ့ကောင်းဆောင်တချို့ကြောင့်ကြောင်းပြောင်းပေးလိုက်ရတဲ့ကြောင်းတူလေးကိုတရားမျှတမှုပေးဖို့ဝေဖန်သူတွေများလာတဲ့ဗီဒီယိုလေးပဲဖြစ်ပါ යි ။ဒီဖြစ်ရလေးကတော့မြောင်းများမျိုးအထက်ခ6ကျောင်းမှာဖြစ်သွားတာဖြစ်ပြီးကျောင်းသူလေးတဦးကိုအခြားကျောင်းသူ၃၄ငါးဦးကပားရိုက်ခြင်း၊သပင်ဆွဲခြင်း၊ထိုင်ကြော့ခိုင်းခြင်း အစရှိရဲ့အုပ်စုဖွဲ့အနိုင်ကျင့်မှုများလှုပ်ဆောင်နေတဲ့ဗီဒီယိုထွက်ပေါ်လာပြီးမိဘတွေရဲ့အစိုးရမှုမြင့်တက်လာခဲ့ကြတာဖြစ်ပိုင်ဒါကြောင့်ကျောင်းတာဝန်ရှိသူတွေကဖြေရှင်းပေးမယ်ဆိုပြီးပားရိုက်ခံရသူကျောင်းသူလေးအိမ်ကိုမြောင်းမြပညာရေးမှုမြောင်းမြအထက်က6ကျောင်းဆရာမကြီးနဲ့ဆရာဆရာမများပားရိုက်ခဲ့သောကျောင်းသူနှုတ်ဦးသားပါလာပြီးလာရောက်တောင်းပန်ခဲ့ကြပါတယ်ဒါပေမဲ့ဒီလိုတောင်းပန်တာကိုဗီဒီယိုရိုက်ထားမယ်လို့မိသားစုဘက်ကပြောတာကိုလက်မခံနဲ့ပြန်သွားခဲ့ကြတယ်လို့သိရပါတယ် လက်ရှိမှာတော့အုပ်စုဘက်အနိုင်ကျင့်ပားရိုက်ခဲ့ကြတဲ့ကျောင်းသူတွေကညောင်မြအထက်က6မှာကျောင်းဆက်တက်လျက်ရှိနေပြီးပားရိုက်ခဲ့ရသူကျောင်းသူတွေကတော့ကျောင်းဆက်မတက်ရဲတော့ပါဘူး။တာဝန်ရှိသူတွေကပားရိုက်တဲ့ကျောင်းသူတွေကိုကြောက်ထုံးမရကြောင်းလဲပြောသွားတယ်လို့သိရပါတယ်။ပားရိုက်ခဲ့ရတဲ့ဘက်ကတောင်းဆိုတာကပားရိုက်သူနှစ်ဦးအပြင်ဗီဒီယိုရိုက်တဲ့သူများထိုအုပ်စုတွေပါဝင်ခဲ့သူများအားလုံးပြန်တောင်းပန်ပေးရတဲ့ပားရိုက်ခံရသူကျောင်းသူလေးကျောင်းပြန်တက်နိုင်ဖို့အဆိုပါကျောင်းသူတွေကို မြောင်းမြအထက်ကချောင်းမှအခြားချောင်းတို့ပြောင်းရွှေ့ပေးရန်စာရင်နှစ်ချက်ပဲတောင်းဆိုခဲ့တာလို့ဆိုပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ပိုင်းရိုက်သူတွေကအကြောင်းဆက်တက်ခွင့်ရပြီးပိုင်းရိုက်ခံရသူအကြောင်းသူလေးကအကြောင်းဆက်မတက်ရဲဖြစ်နေရတယ်လို့သိရပါတယ်။ အခုလိုဖြည့်ရှင်ပုံကိုလက်ခံနိုင်စရာအကြောင်းမရှိဘူးလို့လည်းပြောခဲ့ကြတာတွေ့ရပါတယ်။ဒါကြောင့်ဒီဖြစ်ရပ်ကိုတော့ထိထိရောက်ရောက်စံပြအဖြစ်အရေးယူပေးသေးခြင်းတလို့ဘလို့အရေးယူမည်ဆိုတာကိုစောင့်ကြည့်နေကြသလိုမိခင်တို့အရေးယူဆောင်ရွက်ပေးမလဲသိခြင်းတလို့ဒီလောက်ကိုထိလက်ရောက်စော်ကားပါရိုက်ထိုင်ကြော့ခိုင်းတာကိုကြောင်းထုတ်လို့မရပါဘူးဆိုတဲ့ကြောင်းဆရာမကြီးနဲ့တာဝန်ရှိသူတွေရဲ့စကားကိုအံ့ဩနေကြရပါတယ်။လက်ရှိမှာလည်း ဗီဒီယိုဖိုင်မှာကျောင်းသူတွေကျူးလွန်တဲ့ပြစ်မှုကကျောင်းထုတ်တာတောင်မှီနီတာပြီးထုတ်လို့ရတာကျောင်းတက်ခဲ့ကြသူတိုင်းသိကြတာတောင်ကျောင်းထုတ်မရဘူးဆိုတော့စဉ်းစားစရာတွေဖြစ်လာပါပြီ။ကာယကံရှင်မိဘတွေနဲ့ကျူးလွန်ခံရသူကလေးငယ်အတွက်တရားမျှတမှုရှိစေရန်ကျူးလွန်သူကျောင်းသူများအားတနိုင်ငံလုံးမှကျောင်းသားကျောင်းသူများအတွေ့အကြုံမှမားကြရဲ့အတွက်တည်တည်ရရစံပြအဖြစ်အရေးယူပေးသင့်ပါတယ်။လက်ရှိမှာတော့ပညာရေးဝန်ကြီးဌာနကနေကျောင်းသူများအားကျူးလွန်ခံရမှုတဲ့ပြဿနာက ကျောင်းဝင်အတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးဒီကိစ္စကကျောင်းအုပ်ချုပ်ရေးနဲ့အများကြီးသက်ဆိုင်ပြီးသက်ဆိုင်ရာဆရာဆရာမများအားစစ်ဆေးခြင်းကျူးလွန်မှုတွင်ပါဝင်သူကိုစစ်ဆေးပြီးပညာရေးဝန်ကြီးဌာနရဲ့အစည်းကမ်းနဲ့အညီအရေးယူသွားမယ်လို့ထုတ်ပြန်လာပါတယ်။ရခင်ကအလားတူပြဿနာများရှိခဲ့ပြီးဆရာများကိုယာတူလျှော့ချခြင်းတောင်ဝင်မှရက်စဲခြင်းများပြုလုပ်ခဲ့ပူးပြီး ကျောင်းအုပ်ရဲ့ပညာရေးမှုများတာဝန်ယူမှုမရှိတဲ့ကျောင်းအုပ်ကြီးအနေနဲ့ကျောင်းသားများရဲ့လုံခြုံရေးကိုထိန်းသိမ်းရန်ပြက်ကွက်မှုရှိပါကဝန်ထမ်းစည်းကမ်းအရအရေးယူခံရမယ်လို့သိရပါတယ်။အခုလိုအမှန်တရားအထက်အနိုင်ကျင့်ခံကျောင်းသားတွေဘလောက်တောင်များနေပြီလဲနော်။အဆုံးထိကြည့်ပြီလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ကလေးကိုချစ်လွန်လို့အလိုလိုက်ပြီးစားကြင်နာကျွေးမိတဲ့မိခင်ရဲ့နောက်တာ ားလုံးမင်းမင်္ဂလာပါမိဘများအနေနဲ့ကိုသားသမီးကိုတကယ်ချစ်တယ်ဆိုရင်ဒီလိုမုတ်တွေကိုဂရုစိုက်ပြီးမှကြွေတင်ပါယလေဖောင်းမုတ်တွေမကြွေရအကောင်းဆုံးပါပဲတို့မြန်မာနိုင်ငံမှာတော့မုံမျိုးစုံအချိုရည်မျိုးစုံအသားထုတ်မျိုးစုံပေါ်များလွန်ပြီးခလေးရွယ်လေးတွေနဲ့ဝေဒနာပေါင်းစုံခံစားလာရတာအားလုံးအမြင်ပါပဲဒါအပြင်ဒီမုတ်တွေမှာတော့ဓာတုစိုးစေးတွေဆွဲမက်စီရင်အရာတွေပါဝင်တာကြောင့်ခလေးတွေလက်ထဲကိုပတ်စံထည့်ပေးရနဲ့ခလေးတွေကအရင်ဆုံးဒီလိုအနေနဲ့များတဲ့မုတ်တွေကိုပဲရွေးဝယ်စားကြပါ යි ဒီမုတ်တွေကတော့နေရာတိုင်းဈေးတိုင်းတိုင်းနဲ့ကျောင်းမုံဈေးတန်းတွေမှာအယောင်ရဆုံးဖြစ်ပြီးကလေးတွေအကြိုက်ဆုံးအစားအစာတခုဆိုရင်လည်းမှမပါဘူး။ဒါကြောင့်စာတင်ကျောင်းတိုင်းမရောချဖို့ကိုလည်းအသိပညာပေးတွေလုပ်တဲ့မိုင်ကလေးတွေကတော့ဘာမှမသိနားမလည်လို့ဝေစားကြမှာပါပဲ။မိဘတွေအနေနဲ့လည်းခုတ်ကလေးကိုချင်ရင်မကြွေးရအကောင်ဆုံးပါပဲ။ကူကီမုတ်တို့၊မုတ်ချောက်တို့၊ကိန်းမုတ်တို့၊ငါးမုတ်တို့ကိုပဲကြွေးပါ။ကလေးတွေကနားမလည်ပေမဲ့မိဘတွေကတားမြစ်နိုင်သမျှတားပါ။ရောင်းသူကရောင်းရရင်ဆက်ရောင်းနေမှာပါပဲ။ အဓိကကဝယ်မစားဖို့ကကိုတာဝင်မှာ မကြွေးပါနဲ့အနည်းများလို့ပါကိုကလေးကိုတကယ်ချင်းရင်ပတ်စံနေမပေးပဲကိုကိုရင်စီစစ်ပြီးမှကြွေးပါဒါအပြင်အခုပုံမှန်ပြထားတဲ့တရုတ်ထုတ်အစားတွေသတိထားပါတဘာမှမဟုတ်ပဲအတူပါတွေအများကြီးဖြစ်ပြီးပတ်စံရဖို့ပဲကြည့်ပြီးကလေးတွေထိခိုက်အနည်းဖြစ်တာမစင်းစားရောင်းချနေရဖြစ်ပြီးဈေးဆိုင်တိုင်းမှာတရုတ်အစားစာမရောင်းဖို့ပိတ်တယ်မိုက်မိပါတွေလည်းအင်္ဂကလေးတွေဝယ်လာတာတွေ့မိရင်တွေ့ရင်လှုပ်ပြစ်တယ်မိုက်နောက်ပြီးသူတို့ကိုနားဝင်အောင်ချော့ပြောပါ ီးပါးတွေကအိမ်မှာတရားခူးဆိုင်နိုင်ပေမဲ့လေကလေးတွေကတော့ကြောင်းသွားလို့မဖို့ပြင်ရင်ဒီလိုတရုတ်က ထုတ်တဲ့မုတ်တွေကိုသာစားကြပြီးအနည်းအများဆုံးအစားစာတိတ်ဒီအစားစာတွေကအဆိုးဆုံးပါပဲကလေးတွေကြောင်းမှာဝယ်စားကြတာပါဖြစ်နိုင်ဆ iam မတွေကျောင်းမုတ်ဈေးတန်းကဈေးတန်းတွေမှာဈေးရောက်သူတွေကိုမရောချခိုင်းတင်ပါဘူး။ကျောင်းတွေမှာအများဆုံးရောင်းနေကြတာရှင်းတာဆရာကောင်းပါရဲ့။ကိုထမင်းတလုတ်စားရဖို့အနာကက်ကလေးတွေရဲ့အသက်တွေကိုချမနေကြပါနဲ့။ဒီထဲမှာတရုတ်တကြားလုံးဂျယ်လီ မက်မန်လိုရီပါပါတိရဲ့ခူကဆိုင်တွေကလည်းပတ်စံမြိန်ပြီးရောရောင်းကြိုင်မိဘတွေကလည်းကုတ်သားသမီးပါဇက်တွေထဲမဲ့ဟာတွေကိုကြည့်ဝဲကြွေးကြပါအာရာဖြစ်လားစိတ်ဖြစ်လားကြည်ကြပါမိဘတွေအသိပညာတိုးပွားအောင်စာဖတ်ကြပါလေ့လာကြပါလို့အသိပေးပါစေဒီအမျိုးသမီးကတော့သူ့ဘဝမှာကလေးကိုအလိုလိုက်ပြီလို့တားငယ်လေးကိုဆုံးရှုံးခဲ့ရပြီးသူမလိုမဖြစ်အောင်အသိပေးလာခဲ့တာပဲဖြစ်ပါ යි ျမရဲ့သားငယ်လေးလည်းအကင်းအေးနဲ့ဒီလိုမုတ်တွေအမြဲစားလို့အသေးကင်စာနဲ့ဆုံးသွားခဲ့တာအခုဆို9လနဲ့15ရက်ရှိပြီကိုသားသမီးကိုချက်လို့အလိုလိုက်ခဲ့တာအခုတော့ရှင်ကွဲပလတ်နဲ့ကြံခဲ့ရပြီမိဘတိုင်းကိုလိုအချက်မမားစေချင်မို့ကိုသားသမီးတွေကိုချင့်ရင်အလိုမလိုက်ကြပါနဲ့ဒီလိုမုတ်တွေမကြွေးကြပါနဲ့ဆိုပြီးပြောလာခဲ့တာပဲဖြစ်ပါိုင်မိဘတိုင်းလည်းကိုသားသမီးကိုချင့်ရင်ဂီယူဆိုင်ကြဖို့တတိပေးလိုက်ရပါိုင်အဆုံးတိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် တငယ်ချင်းတွေကိုထိုင်းရှိခိုးပြီးကြောင်းပြောင်းပေးလိုက်ရတဲ့မြောင်းများအထက်က၆ကကြောင်းတူလေအားလုံးပဲမင်္ဂလာပါရှင်ခုလက်တော်ဆိုရှယ်မီဒီယာပေါ်မှာ ပြန့်နှံ့နေရကတော့ကြောင်းတူလေးတယောက်အုပ်စုဖွဲ့အနိုင်ကျင့်ခံခဲ့ရပြီးဗလိုက်တဲ့ကောင်းဆောင်တချို့ကြောင့်ကြောင်းပြောင်းပေးလိုက်ရတဲ့ကြောင်းတူလေးကိုတရားမျှတမှုပေးဖို့ဝေဖန်သူတွေများလာတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီဖြစ်ရလေးကတော့မြောင်းများမျိုးအထက်က၆ကြောင်းမှာဖြစ်သွားတာဖြစ်ပြီးကြောင်းတူလေးတဦးကိုအခြားကြောင်းတူ၃၄၅ရုပ်ကပားရိုက်ခြင်းသပင်ဆွဲခြင်းထိုင်ကြော့ခိုင်းခြင်း အစားရှိတဲ့အုပ်စုဖွဲ့အနိုင်ကျင့်မှုများလှုပ်ဆောင်နေတဲ့ဗီဒီယိုထွက်ပေါ်လာပြီးမိဘတွေရဲ့အစိုးရမှုမြင့်တက်လာခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်ကျောင်းတော်ဝင်ရှိသူတွေကဖြည့်ရှင်းပေးမယ်ဆိုပြီးပားရိုက်ခင်ရသူကျောင်းသူလေးအိမ်ကိုမြောင်းမြပညာရေးမှုမြောင်းမြအထက်က6ကျောင်းဆရာမကြီးနဲ့ဆရာဆရာမများပားရိုက်ခဲ့သောကျောင်းသူနှုတ်ဦးသာပါလာပြီးလာရောက်တောင်းပန်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီလိုတောင်းပန်တာကိုဗီဒီယိုရိုက်ထားမယ်လို့မိသားစုဘက်ကပြောတာကိုလက်မခံနဲ့ပြန်သွားခဲ့ကြတယ်လို့သိရပါတယ်။ လက်ရှိမှာတော့အုပ်စုပဲအနိုင်ကျင့်ပားရိုက်ခဲ့ကြတဲ့ကျောင်းသူတွေကညောင်မြအထက်က6မှာကျောင်းဆက်တက်လျက်ရှိနေပြီးပားရိုက်ခဲ့ရသူကျောင်းသူတွေကတော့ကျောင်းဆက်မတက်ရဲတော့ပါဘူး။တာဝန်ရှိသူတွေကပားရိုက်တဲ့ကျောင်းသူတွေကိုကြောင်းထုံးမရကြောင်းလဲပြောသွားတယ်လို့သိရပါတယ်။ပားရိုက်ခဲ့ရတဲ့ပကတောင်းဆိုတာကပားရိုက်သူနှစ်ဦးအပြင်ဗီဒီယိုရိုက်တဲ့သူများထိုအုပ်စုတွေပါဝင်ခဲ့သူများအလုံးပြန်တောင်းပန်ပေးရတဲ့ပားရိုက်ခံရသူကျောင်းသူလေးကျောင်းပြန်တက်နိုင်ဖို့အဆိုပါကျောင်းသူတွေကို မြောင်းမြအထက်ကချောင်းမှအခြားချောင်းတို့ပြောင်းရွှေ့ပေးရန်စာရင်နှစ်ချက်ပဲတောင်းဆိုခဲ့တာလို့ဆိုပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ပိုင်းရိုက်သူတွေကအကြောင်းဆက်တက်ခွင့်ရပြီးပိုင်းရိုက်ခံရသူအကြောင်းသူလေးကအကြောင်းဆက်မတက်ရဲဖြစ်နေရတယ်လို့သိရပါတယ်။ အခုလိုဖြည့်ရှင်ပုံကိုလက်ခံနိုင်စရာအကြောင်းမရှိဘူးလို့လည်းပြောခဲ့ကြတာတွေ့ရပါတယ်။ဒါကြောင့်ဒီဖြစ်ရပ်ကိုတော့ထိထိရောက်ရောက်စံပြအဖြစ်အရေးယူပေးသေးခြင်းတလို့ဘလို့အရေးယူမည်ဆိုတာကိုစောင့်ကြည့်နေကြတလို့မိခင်တို့အရေးယူဆောင်ရွက်ပေးမလဲသိခြင်းတလို့ဒီလောက်ကိုထိလက်ရောက်စော်ကားပားရိုက်ထိုင်ကြော့ခိုင်းတာကိုကြောင်းထုတ်လို့မရပါဘူးဆိုတဲ့ကြောင်းဆရာမကြီးနဲ့တာဝန်ရှိသူတွေရဲ့စကားကိုအံ့ဩနေကြရပါတယ်။လက်ရှိမှာ